ကိုထုံမင်းတို့ဘာလို့လဲဆိုရင်တော့ဒါငွေချင်းမိတ်ဆွေပုံစံမျိုးပေါ့နော်ကိုထုံထုံနဲ့ဘာလို့လဲကြာတော့အခုမှစတွေ့မှာဆိုတော့လေဒါ challenge တော့အများကြီးကျွန်တော်တို့ကတက်တက်ဆဆိုတော့တို့လည်းအများကြီးကျွန်တော်တို့ support လုပ်မယ်လို့ပြောတာဆိုအကောင်းဆုံးတော့ကြိုးစားအောင်အဲတို့နဲ့တွေ့တွေ့ဆောင်မှာဆိုတော့ကျွန်တော်တို့အတွေ့အကြုံလည်းအများကြီးရတယ်ကျွန်တော်ကြာတော့အာဒီ Hollywood Tollywood ရုပ်ရှင်တွေကြည့်ပြီးတော့ကြည့်ပြင်းလာလာဆိုတော့လေမြန်မာကားကြီးကြည့်ပြတယ်ဒါမဲ့အရန်နေတာပေါ့နော်ပြည့်ဆိုအခု ဒီအကိုဒီနဲ့တွဲပြီးအလုပ်လုပ်ရမယ်ဆိုတော့မြန်မာ senior field က field field အတက်လေကျွန်တော်တို့ပြန်ရမှာပေါ့ကျွန်တော်တို့လည်းအတွေ့အကြုံတွေအများကြီးရမှာတင်စရာတွေလည်းအများကြီးရှိမှာပေါ့ ဆုံးမမှာတော့ကျွန်တော်တော်တော်ကောင်းတဲ့ကာရိုက်တာတစ်ခုရတယ်ဆိုတော့အဲ့ကာရိုက်တာကြောင့်ကျွန်တော် develop မလုပ်သေးဘူးပေါ့နော်ကျွန်တော်ဟာဒါရိုက်တာနဲ့ပေါ့နော်ကျွန်တော်မိတ်ဆက်ပေးတာတော့ကျွန်တော်တို့နဲ့တွဲလုံးလုံးနဲ့ကမတ်ပေါ့ဟုတ်ကဲ့ဒီထဲမှာလည်းပါတော့ photo preparer တဲ့မှာပါတယ်ဆိုတော့ကျွန်တော်မိတ်ဆက်ပေးတဲ့နေမှာကျွန်တော်ကိုသူဘယ်ကာရိုက်တာလဲတော့မပြောသေးဒါပေမဲ့ကျွန်တော်တွေ့တွေ့ချင်းသူကသူ face လောက်ထားတဲ့အဲ့ဒီ villain ပေါ့နော်အဲ့ villain character တစ်ခုပေါ့ဆိုတော့အဲ့တော့ကျွန်တော်သူ face လောက်လိုက်ပါတယ်အဲ့တော့ကိုစီကဟာဒါကျွန်တော်ရဲ့ပထမအုပ်ဆုံးမှာပြရ web series ဆိုတော့ အတွေ့အကြုံတွေတော့အများကြီးရမှာပေါ့ကျွန်တော်လည်းအများကြီး landing လုပ်ထားတယ်ဒီ web city အတွက်ကျွန်တော် trainer လာတွေအများကြီးရှိတယ် so ရိုက်ကွေးမှာတော့ challenge တွေတော့အများကြီးရှိမှာပေါ့ဆယ်မဲအကောင်းဆုံးတော့ကျွန်တော်ကြိုးစားတော့အရှင်ကတော့ဒါကကိုကဒီ career အနေနဲ့ဆိုဘာလေးလုပ်တာအကျွန်တော် photo model လုပ်တယ်နောက်ကျွန်တော်တို့ဟာ EMBD ဆိုတဲ့ page မှာကျွန်တော်တို့ဟာ production လုပ်တယ် production ဆိုတာကျွန်တော် MV short MV MV လေးပေါ့ကျွန်တော်အာဟိန္ဒူတမလူမျိုးဆိုတော့တမလ MV လေးထုတ်တယ်ပြည်လေအားလေးတော့လုပ်တယ်ဟုတ်တခြားလေးက India vibe လေးနဲ့ဟုတ်အိန္ဒိယ vibe ကသူကမြန်မာ Indian အာ folk culture ပုံစံမျိုးရုပ်ရှင်ပေါ့နော်ဆိုတော့ now လေဟိုဗမာပြည်မှာကျွန်တော်တို့နေနေတဲ့ Indian လူမျိုးတွေရဲ့ culture ကိုအဓိကပြပြီးရိုက်သွားတဲ့ကားဆိုတော့လေ so အများကြီးတော့ဟို Indian တွေရဲ့ vibe တွေတော့အများကြီးတော့ရှိမယ်ကျွန်တော်တို့တလာကွဲလောက်ရှိပြီဒီရုပ်ရှင်အတွက်ကိုအများကြီး prepare တွေလုပ်ထားတယ် now Indian culture Indian culture အဓိကတော့မဟုတ်ဗမာပြည်မှာနေတဲ့ဗမာ Indian culture ကိုအဓိကချပြချင်တာပေါ့နော် so ကျွန်တော်တို့ ਨੇ ဗမာပြည်မှာနေတဲ့ Hindu တွေနဲ့ဗုဒ္ဓဘာသာတွေနဲ့ဘယ်လိုမျိုး အခြေဆက်ရှိတယ်ဘယ်လို communication ကောင်းလဲဆိုအဲ့ဒီဟာကိုပဲအဓိကချပြပါမှာရွှေရှင်မနိုင်ငံကအိန္ဒိယတယောက်ကိုသူကတောင်းဝင်ရတဲ့ပုံမှာကိုယ်စားကိုယ်သိရှိတာကိုယ်ယူလာပေါ့ဒါပြမပြမမွေးပြီးပြမပြမပဲကြည်ပြမပြမပဲစားပြီးတော့နေလာတယ်လို့ဆိုတော့ကျွန်တော်တို့ကဘလောက်ကြီးပဲဟိန္ဒူလူမျိုးအိန္ဒိယလူမျိုးဖြစ်ဖြစ်မြန်မာနိုင်ငံသားပဲဆိုမြန်မာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်အမြဲကုန်ကြည့်ဘယ်နိုင်ငံပဲတော်တော်ကျွန်တော်တို့အာ၁၅ရက်ထက်ပို့ပြီးမှကျွန်တော်ဒီမြန်မာပြည် fail fail ပါကိုကျွန်တော် အမြဲအမြဲ miss ဖြစ်ဆိုဘယ်တော့မှဆိုဘယ်ဘက်တော့တော့ကျွန်တော်ဒီမှာပြည့်ပြန်လာကလေးမှာ India စကားလေးပြောကြအများကြီးထည့်သုံးသွားမယ်လို့ရှိတယ်ပေါ့နော် India စကားတဲမှာမှလူမျိုးများဆုံးရှိတဲ့နေရာမှာ Tamil စကားကိုတော့ထည့်သုံးသွားမယ်လို့ရှိတယ်ဟုတ်ကဲ့ချန်ဆိုရလေးကဒါ ပါလို့အဲ့ဒါမျိုးတွေပေါ့။ So အဲ့ဒါတွေကြတော့ပါဘောเนาะ။အဲ့လိုမျိုးတွေတော့မဟုတ်ဘူး။အဓိက regional movie ပုံစံမျိုးဖြစ်ပုံများတယ်။သူတို့ဒီ Holy တို့ဘာတို့ညာတို့ကြတော့တခြားကားတွေမှာတွေပါခဲ့တာတွေရှိကောင်းရှိနိုင်မှာပေါ့เนาะ။ဒါတကယ် Indian တွေဘာမှမဘလို့နေတယ်။ဘလို့စီးပွားရေးတွေလုပ်တယ်။ဘလို့ culture နဲ့နေတယ်။အဲ့ဒီကအဓိကချပြောင်းအောင်မယ်ကားဆိုတော့အာဘယ်လိုပြောကောင်းမလဲ။ဟို commercial movie ပုံစံမျိုးတော့မဟုတ်ဘူးပေါ့။ဒါတကယ် regional movie ပုံစံမျိုးဖြစ်ပါ ဒီကားထဲမှာဒါဒီလူရှင်လောကနဲ့တကယ်စီရင်ဖြစ်တဲ့ကိုထုံးတို့ဟုတ်ကဲ့ကိုမင်းတို့အားလုံးပါတဲ့ခါကြတော့ကိုကိုရံရောလုံးနိုင်မှာမလို့ရေးချင်အဲဒါကျွန်တော်ကျွန်တော်ကကိုထုံးမင်းတို့ဘာလို့လဲဆိုရင်တော့ဒါတငယ်ချင်းမိတ်ဆွေပုံစံမျိုးပေါ့နော်ကိုထုံးထုံးနဲ့ဘာလို့လဲကြာတော့အခုမှစတွေ့မှာဆိုတော့လေဒါ challenge တော့အများကြီးကျွန်တော်တို့ကတက်တက်ဆဆိုတော့တို့လည်းအများကြီးကျွန်တော်တို့ support လုပ်မယ်လို့တော့ပြောတာဆိုတော့အကောင်းဆုံးတော့ကြိုးစားအောင်ကိုထုံးမင်းရဲ့ကားတွေတော့ကြည့်ဘူးလားဟုတ်အဲကျွန်တော် တချို့ကားတွေတော့တော့တိတ်မကြည့်ဖြစ်ဘူးပေါ့နော်ကျွန်တော်ကြတော့တချင်းတော့အရင်ကနားထောင်မှုတယ်ဒါပေမဲ့ဟိုပုံမှန်လိုကတိတ်တချင်းစကားမပြောတတ်တော့လေအဲ့ကြောင့်အဲ့တော့ဒါဟိုဒီအင်းကတိတ်ခဲ့ပွဲငင်းခဲ့ပွဲလို့ရှိတယ်ငင်းခဲ့ပွဲတွေ့သေးဆောင်ပါဆိုတော့ဟုတ်ဟုတ်ဟုတ်ကဲ့အဲသူတို့ ਨੇ တွေ့သေးဆောင်ပါဆိုတော့ကျွန်တော်တို့အတွေ့အကြုံလည်းအများကြီးရတယ်ကျွန်တော်ကြတော့အာဒီ Hollywood Hollywood ရုပ်ရှင်တွေကြည့်ပြီးတော့ကြည့်ပြင်းလာတာဆိုတော့လေမြန်မာကားတွေကြည့်ပြစ်တယ်ဒါပေမဲ့အရန်နေတာပေါ့နော်ပြည်တော့ဆိုအခု ီအကိုဒီနဲ့တွဲပြီးအလုပ်လုပ်ရမယ်ဆိုတော့မြန်မာ senior field က field field အတက်လေကျွန်တော်တို့ပြန်ရမှာပေါ့ကျွန်တော်တို့လည်းအတွေ့အကြုံတွေအများကြီးရမယ်သင်စရာတွေလည်းအများကြီးရှိမှာပေါ့အဲ့တော့ဘယ်မှာဒါအင်းကြီးကမြန်မာတွေဘာအင်းကြီးလည်းပြန်ရတာလဲသူကဆိုလို့ရှိရင်လည်းဟုတ်ပါတယ်ဟုတ်တယ်ဟုတ်တယ်အခုတိရိုက်လာတယ်ဟုတ်ပါတော့ဒါကိုအနေနဲ့ဘယ်လို welcome ဖြစ်လဲကျိုးစိုးလာတာအဲဒါရဲ့ကျွန်တော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒါလုံးငယ်တဲ့စစ်ခန္ဓာနှရှင်ရဲ့အရင်လောက်တည်းရပါတော့အရင်ခေတ်တည်းကဒီဟာတွေကဖြစ်လာမှာပေါ့နော်အခုမှဖြည်းဖြည်းချင်းဖြစ်လာဆိုတော့အဲ့ဖြစ်လာတဲ့ချိန်မှာမှ CD တဲမှာပါကျွန်တော်တို့ကပါတဲ့အတွက်နောက် တက်လာမယ်မျိုး Indian ကလေးတွေတော့ကိုလည်းအများကြီးအခွင့်ကောင်းတွေရမယ်လို့ပြောနေတယ်။အဲကျွန်တော်တို့လည်းအများဆုံးအကောင်းဆုံးစူးစမ်းရမှာပါကျွန်တော်တို့ I think ကျွန်တော်တို့ရဲ့ dialogue performance ပါညာအကုန်လုံးလည်းကျွန်တော်100%ပေးသွားမယ်။အဲအဲ့တော့မှမှချိန်နေစင်တော့အများကြီးအားပေးကြပါဘော။နောက်ကလေးလည်းအများကြီးရှိတယ်။ကိုရီထိုင်ဒိုင်ပြည်သူကလေးလည်းအများကြီးရှိတယ်။